ဆီခီစကန်ဒီမနက်မှာတိမ့်နိုင်တယ်လို့သတင်းတွေထွက်နေလို့လေအချိန်လေးလေးပြောပြပါဦးခင်ဗျတိမ့်လိုက်နိုင်တာဟုတ်တယ်ဒီမနေ့9ရက်လောက်မှစကန်ရလိုက်တယ်ဗောနော်ဟိုဒီစကန်ကိုတော့ပတ်ဝိုင်းထားတာတော့ဟိုကြာပါပြီရက်တက်တပတ်တကြော်တော့တော့ရှိပြီဗောဒီထိထားပြီးတော့သိပြီးတဲ့နောက်မှာအဲ့ဒီစကန်ကိုတွားဝိုင်းနေဗောအဲ့တော့ဒီခင်ယူတက်မှာလေးရဲ့ဦးဆောင်မှုနဲ့ကျွန်တော်တို့ဒီပြည်သူ့ကော်မတီအဖွဲ့တွေ PDF တိုင်းတဲ့အဖွဲ့တွေအပူပေါင်းပြီးတော့ အဲ့ဒီစကန်ကိုတိတ်ပိုက်တာဖြစ်ပါတယ်အသေးစိတ်ပါမှမရသေးဘူးစကန်ရတယ်ပဲတိထားတယ်နော်ဟုတ်ကဲ့ဒီ TK စကန်ကဒီကျွန်တော်တို့ဒီတော်လိုင်းတက်တွေအတွက်ဘလောက်အရေးပါသလဲခင်ဗျပြီးတော့ဒီဒီစကန်ကိုရတဲ့အတွက်ဟိုကိုယ့်ဘက်ကဘလို့အကျိုးရလက်တွေရနိုင်လဲအဲ့ဒါလေးရှင်းပြပါအောင်ခင်ဗျအဲ့ဒီစကန်ကတော့ဒီအဓိကတော့နေဆက်လမ်းပေါ့နော်ဒီ type ဘက်ကိုအဓိကသွားနေတဲ့လမ်းပိုင်းပေါ်မှာတို့ကစုံမှုမှုယူထားတာအခုဆိုလို့ရှိရင် ထိထပြီးတော့လဲကြာပြီ TK စကန်လဲကြာပြီဆိုတော့ အဲ့ဒီလက်ဆက်တကြောမှာတော့တော်တော်လေးစစ်ဖြတ်သွားပြီပေါ့နော်အဲ့ဒီအဓိကတော့ဒီအဲအဲ့မှာရှိနေကြတဲ့ဒေတာခန့်တွေလည်းပို့ပြီးတော့လောလတ်သွားတယ်ဆိုပြီးတော့ပြောလို့ရတယ်ကျွန်တော်တို့တော်လိုင်းအဖွဲ့စည်းတွေအနေနဲ့ကလည်းပဲဒီထိုင်းနဲ့နော်ဒီလက်ဆက်နဲ့တော်လျှောက်တော်လာကုလူဆက်ဆံတဲ့နေရာမှာတော်တော်လေးအဆင်ပြေသွားတယ်ဆိုပြီးတော့ပြောလို့ရတယ်ပြီးတော့ဒီနေရာအရင်ကတည်းကအကင်းယူဖက်ကနေပြီးတော့အရင်ထိတ်ချုပ်ထားခဲ့တဲ့နေရာပေါ့နော်အခုဆိုလို့ရှိရင်အဲ့ဒီတကြောမှာ ါဆက်ခွေးတွေမရှိတော့ဘူးဆိုတဲ့အနေထားမျိုးဖြစ်သွားတာပေါ့အဲ့တော့တော်လိုင်းလက်မြေအတွက်တော့တော်တော်လေးစစ်ဖြစ်သွားတဲ့လို့ပြောလို့ရတယ်ဗျအဲခုနကတစ်ချက်ပေါ့တဝဲထိခိလန်းတစ်ချက်ကဘယ်လောက်ဆိုးမှုထားနိုင်ပြီတဝဲကင်ဖက်မှာလည်းမြို့ပြတေကလွဲလို့ရှိရင်အဲ့ဒီအဲ့ဒီလမ်းပိုင်းတော်တော်များများပေါ့နော်အဲ့ဒီလမ်းပိုင်းတော်တော်များများမှာတော့ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေပဲထိချုပ်ထားတာများတယ်ပေါ့ထိချုပ်တာများတယ်ဒီတော့ကင်ထဲမှာလည်းပဲမြို့ပြတေကလွဲလို့ရှိရင် ကျန်တဲ့ဒီနယ်ဖက်တွေတော်တော်များများဒီတွလိုင်းအင်အားစုတွေထိ ቹ ထားတဲ့ဒီထားပြီးဖြစ်တယ်ဟုတ်ဟုတ်ကဲ့ခင်ဗျာနောက်ဆုံးတစ်ချက်အနေနဲ့ကဒီဒီ TK စကန်ထိထားစကန်ဒီစကန်တွေနှစ်ခုကိုနော်ဘယ်လောက်ထိခက်ခက်ခက်ခဲဒီ PDF နဲ့ KN KNL တွေပူးပေါင်းတက်တွေတိုက်ယူလိုက်ရလဲပြီးတော့စစ်တပ်ဘက်ကနော်လူရင်အားလက်နက်အင်အားဒီဟိုလေကြောင်းရဲ့အင်အားတွေတုံးပြီးတော့ကာဝယ်နိုင်ပြီးမှဘာကြောင့်ချက်ရှုံးရလဲအဲ့ဒီချက်လေးလည်းထည့်ပြပေးပါဦးခင်ဗျာ ဟုတ်ဟိုစခန်းသိတိုက်ပွဲဆိုတာကတော့ကျွန်တော်တို့ဘက်မှာပြင်ဆင်ရတဲ့အပိုင်းတွေပြီးရင်ဒီပြဆက်ရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်ဒီထိထအာဒီထိထ view တော့လည်းပဲကျွန်တော်တို့ရဲဘော်တွေထိခိုက်ကြဆုံမှုဒါရဲဘော်ဆိုတာတော်လိုင်းရဲ့အဖွဲ့တွေအသီးသီးပါပဲထိခိုက်ကြဆုံမှုတွေရှိခဲ့တယ်ပေါ့အဲ့တော့ဒီအခုသိလိုက်တဲ့စခန်းမှာလည်းပြီးခဲ့တဲ့ရပန်းကနေပြီးတော့ဒီဆက်ကောက်စီဘက်ကလည်းပြပြထန်ထန်တုတ်ပြန်တဲ့ဟာတွေရှိတယ်အဲထိုင်းဘက်ကိုထပ်ပြေးသွားတဲ့ အဲဒီဟိုဟာဒီမဲအောင်လိုက်တက်တည်လေးရှိတယ်ပေါ့နော်အော်အဲ့တော့ဒီစကန်ကတော့တော်တော်လေးတော့ဟိုခက်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 လေးဖိတ်ပိတ်လဲရတဲ့အနေအထားမျိုးတော့ရှိတယ်နှစ်ဖက်အဖွဲ့တွေလည်းထိခိုက်မှုရှိတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကုစားကျေးဇူးများကြီးဒီမှာတော့ကုစားအခုလိုဖြေပြီးတာလေမအားရကြရဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဗျဟုတ်ဟုတ်